ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုစိတ်နှပါဆွေလန်းချမ်းမြေကြပါစေလို့အဲကျွန်တော်တို့ရဲ့ဖြူစင်မြတ်တာ YouTube Channel Live လေးကနေပြီးတော့ပနာမဆူတောင်းမြတ်တာလေးပို့တာပေးပါရယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမော်တာလေးမှာကျွန်တော်တို့ဒီမှာဆိုရင်ကျိုးစပြီးတော့ရှင်တော့မယ်ပေါ့နော်အဲဟိုဘက်မှာကြာတော့ကျွန်တော်ကဒီ coin လေးတွေကိုလည်းထပ်ပြီးသွားပြီးပြီးရင်ကျွန်တော်တို့အတွင်းမှာလည်းကျွန်တော်တို့ကလိုအပ်တဲ့ဝါလေးတွေတန်ထားပြီးပြီဆိုတော့ကျွန်တော်တို့ကဒီမှာသူ့ကိုဂျက်ခန်စိတ်ကူလေး ဂျာခန်စကူလေးအနေငယ်ထပ်ပေးပြီးလို့ရှိရင်ကျွန်တော်တို့ကဒါကိုအဲကျိုးချီတော့မှာဖြစ်ပါတယ်ခင်ဗျာနော်ကျိုးမချီခင်မှာကျွန်တော်တို့ကကွိုင်လေးတွေကိုအနေငယ်လေးကြီးကောင်းမြင်တာအောင်ကျွန်တော်တို့နည်းနည်းလေးညှိယူမယ်ပေါ့ခင်ဗျာနော်ညှိယူမယ်ဒီနေရာမှာကျွန်တော်တို့ကအာဝါယာကျိုးထွက်တဲ့အပေါက်ကတပေါက်စီးပြီးလို့ရှိရင်တော့ဒီကက်ပါစီတာကိုတွားဖို့အဲနေရာလေးကလည်းတစ်ခုရှိနေတယ်ပေါ့နော် ဲ့ကျွန်တော်တို့ဒီမှာကြားခံစစ်ကူလေးပေါ့နော်အောက်ဆလော့လေးကိုကျွန်တော်တို့ဆီဆီလေးထုတ်ထားတဲ့အနေထားမှာဆိုကျွန်တော်တို့ဒီလိုမျိုးမော်တာနဲ့꽌နဲ့ဂျားတဲ့ကိုကျွန်တော်တို့ကကြားခံစစ်ကူလေးထည့်တဲ့အခါမှာအဆင်ပြေအောင်ကျွန်တော်ကအနေငယ်လေးလှုပ်ဆန်းကြည့်ထားတာပေါ့နော်ဟုတ်ကဲ့နော်ကျွန်တော်တို့ကင်မရာလေးကိုနည်းနည်းလေးပြန်ပြီးတော့ချိန်မယ်โอเคအတွင်းကိုအနိကန်ရအောင်ဒီကျွန်တော်ဒီဘေးကိုနည်းနည်းလေးပြန်လှည့်မယ်ဟုတ်ပြီနော် ဒါတွေနည်းနည်းငေါ့အောင်မယ်ဒီကိဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကိုနည်းနည်းလေးပြန်လိုက်ပါ Okay sorry ပါเนาะတောက်ခေါင်းမှုလေးတွေနည်းနည်းလေးတည်ဆံပေးပါပြီးသွားရင်ပေါ့เนาะကျွန်တော်တို့ဒီမှာ ქვენ လေးတွေကိုကြည်ကောင်းအောင်နည်းနည်းလေးကြီးပြီးမယ်ပြီးရင်ကျွန်တော်တို့ဒီအာနောက်ကျောဘက်ကပေါ့เนาะကျွန်တော်တို့နည်းနည်းလေးပြန်ပြီးတော့ ီဘက်အရှိကွိုင်းနဲ့ညီမြအောင်ကျွန်တော်ကနည်းနည်းလေးကလော်မယ်ဟုတ်ပြီနော်နည်းနည်းလေးကြီးယူမယ်ကလော်မယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒီမှာပဲချီရလေးအဲ့လိုချောတရတော့အဲကျွန်တော်တို့ဒီကောင်လေးကို ပြီးပြီမယ်ပေါ့နော်ဒီမှာကျွန်တော်ကပူနေတဲ့စကူလေးကိုဖြတ်မယ်ဖြတ်တဲ့ခါမှာကျွန်တော်တို့ကဝါယာကျိုးကိုထိအောင်တော့အများငယ်သတိထားမယ်ဟုတ်လေနော်ကျွန်တော်တို့ကြတယ်နည်းပပပါဗျာနော် ထည့်ပြီးတော့တို့ကရာကန်စစ်ကူလေးထည့်လာပါဗျာတိုင်းယူမယ်လိုအပ်တဲ့အရွယ်ဘက်ကိုရပြီဆိုရင်ကျွန်တော်တို့ကသူ့ကိုနည်းနည်းလေးလိုလေး wipe ပေးမယ်ပေါ့နော်အဲ့ဒီကျွန်တော်ကြားထဲကိုထည့်မယ်ကြားထဲကိုထည့်တဲ့အခါမှာကျွန်တော်တို့ကဒီကြားထဲကိုထည့်တဲ့အခါမှာ အဲကျွန်တော်တို့ဒါဒီလိုလေးထည့်လိုက်လို့ရှိရင်ကျွန်တော်တို့က wire ရဲ့ဂျားတဲကို तू ကမရောက်တော့ဘူးအဲမလောလောကျော်ကျော်လေးအရင်ကဆိုရင်ကျွန်တော်တို့တစ်ခါတလေ wire ဂျိုးနဲ့အခြေက running coin ဖြစ်ဖြစ် star coin ရဲ့ဖြစ်ဖြစ်ဂျားတဲကိုဝင်ညံ့နေတာကိုကျွန်တော်တို့တွေ့ရပါတယ်အခုဒီမှာဆိုရင်ကျွန်တော်ကဒီ motor ရဲ့အနေထားကိုကျွန်တော်တို့အခုမှကျွန်တော်ကတတ်မှတ်ချက်တစ်ခုနဲ့ကျွန်တော်တို့ယူတော့မယ်ပေါ့နော်ဘာလို့လဲဘလို့တတ်မှတ်ချက်လဲဆိုတော့ကျွန်တော်ကဒီမှာ ခရိုင်းပေါ့နော်ကျွန်တော်ပတ်လာတာကြာပြီဒီ single phrase တွေကိုကျွန်တော်တို့ကအစနဲ့အဆုံးနဲ့ဘလူးဆင်းလို့ရှိရင်လူတိဆင်းဘယ်ကိုရတယ်ဆိုတော့ကျွန်တော်တို့ကတခါတည်းဒီမှာကျွန်တော်သတ်မှတ်တော့မှာဖြစ်ပါတယ်ဘလူးသတ်မှတ်မလဲဆိုရင်အစနဲ့အဆုံးနဲ့ပေါင်းလို့ရှိရင်လူတိဆင်းကဘယ်ဘက်လဲလားညာဘက်လဲလားကျွန်တော်ယူတော့မှာဖြစ်ပါတယ်ဒါက running coin ရဲ့အဆုံးကိုအဆုံးဆိုပြီးမှတ်ပြီးထုံးမယ်ဒီမှာကျွန်တော်ထက်ထားတာကြတော့ဒီက running coin ရဲ့အစဆိုရင် start coin ရဲ့အစကို ရန်နေကွန်ရဲ့အစရဲ့အစီဘေးမှာပဲကျွန်တော်ထက်ထားတော့ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ရဲ့အတ္တမတ်ချက်တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမော်တာရဲ့လူတိတ်စင်းကိုပုံတိမှတ်မယ်။ဒါဆိုရင်ကျွန်တော်တို့ကနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့တီးသွားပြီပေါ့နော်။အဲဒီစတာကွန်နဲ့ရန်နေကွန်အစိုးအစကိုပေါင်းရင်ဘယ်လိုပုံစံရမလဲဆိုတာနော်။ဒါကွန်ထဲတဲ့အနေထားမှာကျွန်တော်က ငါကြီးလက်တိုင်ရဲ့အစေးဘက်ကိုဆောက်သွားတာပြီးရင်ကျွန်တော်တို့ကပုံလေးနဲ့တကွကျွန်တော်တို့ဒီချာလေးဆက်ပြပေးသွားမှာဖြစ်ပါတယ်နော်โอเคဒီမှာဆိုရင်ကျွန်တော်တို့အခုခံပိုက်လေးတွေကျွန်တော်အရင်ထည့်လိုက်မယ်နော်ဟုတ်ကဲ့အခုဒါဆိုရင်ကျွန်တော်ကဒီမှာအာ star quay ရဲ့အစအဆုံးလေးတွေပေါ့နော်ကျွန်တော်တို့ဒီ running gain ရဲ့အစအဆုံးလေးတွေကိုကျွန်တော်ကထုတ်လိုက်ပြီးပြီးပါလို့ရှိရင်ကျွန်တော်ကဒီ star quay ရဲ့အစမှာ ticket အနေနဲ့ကျွန်တော်ကနံပါတ်1ဆိုပြီးရေးထားတယ် အဲတော့ running coin ပေါ့နော် sorry ပါဒီကကျတော့ star coin star coin ရကျိုးအငယ်အောင်လीအငယ်လေးပေါ့နော်အဲ့ဒီတော့ကျွန်တော်ဒီမှာပန်းလိုက်မယ်သူ့လည်းကျွန်တော်တို့ကနံပါတ်1မှာပေးလိုက်မယ်ပေါ့နော်တဖဲ့ဟိုတော့အစိုးတော့ကျွန်တော်မမှတ်တော့ဘူးဒါဆိုရင်ကျွန်တော်အပြင်မှာပေါင်းတဲ့ခါမှာ star နဲ့အစိုးအစ blue ပေါင်းလို့ရှိရလူတစ်စဲဘဲကိုရတယ်ဆိုတော့ကျွန်တော်ဒီကနေ့မှစပြီးတော့မတန်းယူတော့ပေါ့ဒါဆိုရင်ကျွန်တော်တို့ကပုတ်တီ coin ပန်းသွားပြီးလို့ရှိရင်ကျွန်တော်ဘဲအစိုးနဲ့အစနဲ့ပေါင်းရင်ဘယ်လို့ ရမလဲဆိုတာကိုကျွန်တော်တို့ပြီးသွားရမှာတစ်ခါတည်းဖြစ်ပါတယ်ကဲဒါဆိုတော့ကျွန်တော်တို့ခဲစွန်နေကြအတိုင်းကျွန်တော်တို့ဒီ TCC လေးတုတ်ပြီးပေးလို့ရှိရကျွန်တော်တို့ကဒီကောင်လေးကိုကျွန်တော်တို့ခဲစွန်သွားမယ်ပြီးရင်ဒီအစီလေးတွေတို့ထားတဲ့အတွက်ကျွန်တော်တို့ကဒါလေးတွေကိုစင်အောင်ခဲစွန်ပြီးရင်ပြန်ပြီးတော့တုတ်ပြေးရမှာပေါ့နော်โอเคအဲ့တော့ရိုးရိုးခဲစော်တန်လေးမှကျွန်တော်တို့ကဒီအင်တာမှာထူးတယ်ထူးတယ်ကြီးတယ်ဒီ ခဲတုတ်ကြီးနဲ့ကျွန်တော်တို့ဆော်ရတာပေါ့ဒါကြောင့်မလို့ဒီအထက်မှာအစီမပါတဲ့တွေ့ကျွန်တော်ကဆော်မဲ့အရာဝတ္ထုတစ်ခုမှာကျွန်တော်အရင်ဆုံးအစီကိုတုတ်လိုက်ရတာဖြစ်ပါတယ်နော်ခဲဆော်တဲ့အစီလေးပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာခါထပ်တုတ်မယ်ခဲနည်းနည်းပြန်ယူမယ် Okay နော်ဒါအလုံးငယ်လေးတွေဆိုတော့နည်းနည်းပါဆော်ရင်လည်းရောက်ပြီပေါ့နော်အဲ Okay ရှင်ရပါပါပြီ။ပြီးတော့ဒါလေးကိုကျွန်တော်တို့ကစုပ်ပြတန်းနေတဲ့အဝတ်မဲမဲလေးနဲ့ကျွန်တော်တို့ကအဲလေးတုပ်ပြင်မယ်ပေါ့နော်။ဒီပါ။တက်စီလေးမစောတော့ပါဘူး။ကဲဒါဆိုရင်ဒီမှာကျွန်တော်တို့ဒါလေးတွေကိုပြီးွားလို့ရှိရင်ကျွန်တော်တို့ကစက်ကူတိတ်လေးနဲ့အနှဲငယ်လေးတူကိုပြန်ပြီးတော့ short ထင်းနေတဲ့ဟာလေးတွေကိုပြန်ပြီးတော့နည်းနည်းလေးပြန်ဖုံးမယ်ပေါ့နော်။အင်းပြန်ပြီးတော့ဖုံးမယ်။ အဲပြန်ပြီးတော့ပုံမယ်โอเคစကူတိတ်လေးနည်းနည်းပတ်ပြီးလို့ရှိရင်ဒီတော့ဓာလေးတွေကိုအပူခံပိုက်လေးတစ်ခါထပ်ပြန်ဆော့မယ်ပေါ့ပြန်ဆော့သွင်းမယ်ပေါ့နော်อืม ကဲရသွားပါပြီဒါဆိုရင်ကျွန်တော်တို့ကဒီမှာအပူခံပိုက်လေးတွေပြန်ဆော့မယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့အပူခံပိုက်လေးတွေကျွန်တော်တို့ထပ်ပြီးတော့ထုတ်တက်သွားမယ်โอเคပြီးရင်ကျွန်တော်တို့ဒီအပေါက်ကန်တွေထွင်မယ်ပေါ့ဒါကျွန်တော်တို့ကတပေါက်တည်းပဲအကုန်လုံးကိုကျွန်တော်တို့ထွင်လိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ရည်ရွယ်ချက်ရကြတော့ပြီးတော့မှအပြင်မှာကျွန်တော်တို့အရင်ကကြတော့သူကဒီအတွဲမှာပေါ့နော်ကော်နဆာကျိုးတွေဘာတွေကာဘနာကျိုးတွေသူကပေါက်သွားတာပေါ့ဗျာ ဒါကတော့ဇလန်းနည်းနည်းရှုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကနေပြီးတော့အပြေမှာပဲပေါက်လိုက်တော့မှအတွင်းမှာပေါက်ပြီးလို့ရှိရင်လူအပ်တဲ့ကျိုးလေးကိုကြတော့ကျွန်တော်ဒီဘက်ကနေထောက်ထားမယ်ပေါ့နော်အခုဒီမှာဗန်နေကွန်ရဲ့ရဲ့အစရပေကိုကျွန်တော်ကတိကေတအနေနဲ့မှတ်ထားတယ်စတာကွန်ရဲ့အစရပေကိုလည်းကျွန်တော်ကတိကေတအနေနဲ့မှတ်ထားတယ်ဒါဗန်နေကွန်ရဲ့အစပေါ့ဗျာနော်ဗန်နေကွန်ရဲ့အစဒီဒီဝိုင်းကျွန်တော်တို့ဒီမှာ စတာကွန်ရဲ့အစားလေးတစ်ပင်ကိုလည်းတစ်ချမ်းနဲ့ကျွန်တော်တို့ကထုတ်လိုက်မယ်ပေါ့နော်အခုဒါစတာကွန်ရဲ့ကျိုးအစားလေးအဲဒါဆိုရင်ကျွန်တော်တို့ပေါင်းတဲ့အခါမှာအစားနဲ့အစားနဲ့အပြင်မှာပေါင်းရင် လူတေးစင်းကဘယ်လဲလားညာလဲလား CW လား CCW လားကျွန်တော်တို့တက်ကေတာအနေနဲ့အမှတ်ချက်ပြုလုပ်သွားမှာဖြစ်ပါတယ်မာ running quiet နောက်ထပ်အဆုံးတစ်ပင်ကျွန်တော်ထပ်ထုတ်မယ် တော့ထပ်ပြီးတော့ကျိုးလေးလေးကိုအဆက်သိမ့်ဖြစ်အောင်လုပ်ထားမယ်ပေါ့နော်အဲဒါကလည်းကျွန်တော်တို့ထောက်လိုက်မယ်ပြီးွားရင်ကျွန်တော်ကဒီမှာနည်းနည်းကြာသွားပြီလို့တော့ထင်ရမယ်ပေါ့နော်နောက်ပြီးတော့ဒီမှာကျွန်တော်တို့ဝင်င်းပေါ့အာဟေးအောင်လေကာဗနာကျိုးလေးတစ်ပင်ပါမယ်နော် တာကာဗနာကျူလီကာဗနာကျူလီတွေတို့တိတနှစ်ပင်အပြည့်ဟုတ်ကဲ့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာအာကာဗနာလေးတစ်ခုရှိနေတဲ့တွေ့ပေါ့နော်ကျူလီပေါ့အဲဒီမှာကာဗနာကျူလီပေါ့နော်သူ့တွေ့ကျွန်တော်တို့ကတိတန်ကျူလီနှစ်ပင်ကိုကျွန်တော်ကတိတထုတ်လိုက်မယ်ပေါ့တော့တကယ်ဆိုရင်တော့ဒီကျိုးလေးကကြတော့ကျွန်တော်တို့ဒီ တိတန်ပေါ့နော်ကွန်နက်ရှင်တို့ဘာလို့ ਨੇ ထုတ်ပေးလိုက်ရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကနေပြီးတော့ဒီဘက်ကနေပြီးတော့သူ့ကိုတိတန်တစ်ခါပြန်ထုတ်လိုက်မယ်အဲပြီးွားရင်ကျွန်တော်ဒီထဲမှာထုတ်ထည့်ထားမယ်ပေါ့နော်ဒီပချအပေါက်ကိုဒါတော့ကာဗနာကျိုးပေါ့နော်ဒီကွန်နက်ရှင်ကိုကြတော့ကျွန်တော်တို့အပြင်မှာသူ့ကို AC ပဲ

โอเคอืมเนาะဒီလိုပဲလေ့ရာကျမ်းပါတယ်